phát được cái gì đó này nó cho nó đứa này mà đứa này họ bị kia ra về sẽ là gì hai gì mà lấy mà nó lấy cái rồi rồi nó một lần nữa Oh, three. Combine. ကိုင်းတိုင်းဒေသတပိအင်အားစုနီလာကန်ကိုမတ်လ25ရက်နေ့နဲ့26ရက်နေ့တွေမှာအညာဒေသတနေရာမှာကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါဗျ။စကိုင်းတိုင်းဒေသအတွင်းရှိလူမှုလှုပ်ရှားမှုဆင်နွှဲနေကြတဲ့တပိအင်အားစု38ဖွဲ့မှကုစလေ60ဦးတက်ရောက်ခဲ့ကြပါဗျ။တိုင်းတော်မှာရှိတဲ့ဒီတပိလှုပ်ရှားမှုလုပ်တဲ့အင်အားစုတွေကိုစုဖွဲ့ဂျာကာဒီပလိုမာတိုင်းတပိဆိုတဲ့အင်အားစုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ မ္မရေအားဖြင့်သာဒီကပြီးတို့ရေတော့ရေးကြည့်ပါဦးဆိုပြီးအဲဒီသူကပုံရအားကောင်းနေလို့ပဲပြန်ကြည့်လို့ဒီကဖြစ်နေမှာတော့ဒီကအပြည့်အစုံရှိပါလေအဲ့ဒါကိုတော့ကျွန်တော်အားလုံးကိုအဆင်ပြေပြီးတော့မှဒီဖက်ပြပါကျွန်တော်တို့ကလည်းဒိုင်းဘိတ်ကလည်းသူ့ဖက်မွန်းနဲ့ဆင်သွားနေတယ်ဒီတစ်ဖက်မှာလည်းတိုင်းပြည်မှာနိုင်ငံရေးရဖြစ်ပေါ်ထွက်မှုတွေလည်းဖြစ်လာရတယ်ပေါ့နော်ဥပမာအခုလက်ရှိဆိုကြတဲ့ဂျာကာလာစီမံတဲ့ပတ်သက်ပြီးတော့မှလွတ်တော်ဘက်ကလွတ်ပြင်းစင်ရတဲ့ရှိတယ် အဲ့လိုမျိုးပေါ့နော်တခြားအစုဖွဲ့တွေကလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှဒီ process တွေမှာကျေစံမှုတွေတွန်းနေချင်းအဲ့ဒီအခါမှာကျွန်တော်တို့ဒီတိုင်းတစ်ပိတ်ကလည်းဒီရဲ့ process ကိုလိုက်နိုင်ဖို့ဒီပြည်စင်မှာကျွန်တော်အတူပါဝင်နိုင်ဖို့ဆိုကျွန်တော်ဒီတိုင်းတစ်ပိတ်ကအဖွဲ့စည်းအားလုံးကတက်တဲ့နဲ့ပြဖို့လိုရတယ်။ဘူအပြင်ဘယ်ဘူရက်နေပြီးတော့မှစူးနေကြမှာလားရှင်းဟဖို့လိုရတယ်။အဲ့ဒီအပြင်ကျွန်တော်တိုင်းတစ်ပိတ်စုဖွဲ့မှုက networking ဆိုရင်တယောက်တစ်ယောက်ဆက်သွယ်တာချင်းဆက်တာအပြင်အတူပူးပေါင်းဆောင်ရွက်ခြင်းဆိုရင် collaboration collaboration coordination စသဖြင့်အဲ့ဒီအစီအစဉ်ရောက်ဖို့လိုရတယ်။ဆိုတော့ ဲ့လိုမျိုးတသက်မြတ်ပြတ်ဖို့အားလုံးကတကြီးတညာနဲ့ရုံးကြဖို့ဘယ်လိုလုပ်ရဆိုရမို့ဆိုရင်ခိုင်မာပြတ်သားတဲ့တိကျတဲ့ဘဝဓာတ်တွေကြက်တည်ကြက်နေအဲ့ဒီရက်တည်ကြက်တည်ပေါ်မှာကျွန်တော်တို့ကမူတီဗီစူးနေနိုင်ဖို့အတန်ထုတ်နိုင်ဖို့စသဖြင့်အဲ့ဒီအစီအုံကိုစုစုစည်းစည်းကြည့်လေးလေးသွားနိုင်ဖို့လိုအပ်တယ်ဆိုရင်စုံမချက်ကိုကျွန်တော်တို့ကဒီစုံရည်စုရမှာကျွန်တော်တို့သဘောထားပေးရတာရှိတယ်။ဒီမှာလည်းတပည့်အားစုအသီးသီးမှကိုယ်စားလှယ်ကြခင်ဗျာခုသခိုင်းတဲ့ဒေသတပည့်အားစုဖွဲ့စည်းဖို့အခြေခံစီမံရာ သဘောတူပါသလားခင်ဗျာသဘောတူပါတယ်သဘောတူပါလားခင်ဗျာသဘောတူပါတယ်သဘောတူပါလားခင်ဗျာသဘောတူပါတယ်သုံးရင်သုံးကပြင်ပြပြီးတဲ့အခါမှာကံွက်သူများမရှိဘဲသဘောတူညီတာဖြစ်တဲ့အတွက်ကံရဒေတာတပိတ်အရာစုဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည်အတိအဖြစ်ကြောင်းကြေညာပါတယ်ခင်ဗျာဒီလကံမှာစကိုင်းတိုင်းဒေတာတပိတ်အင်အားစုရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုအတိပြုနိုင်ခဲ့ကြပြီးအဲ့ဒီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်း အထွေထွေလုပ်ငန်းကော်မတီနဲ့ရေးရကော်မတီများဖွဲ့စည်းနိုင်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီနေ့ဒီသားကျွန်တော်ဒီဒွိအင်အားစုရဲ့နေပြည်တော်ကံကိုပေါ့နော်။အဲကျွန်တော်ဒီအညာဒေသမှာရှိတဲ့ဒီနေပြည်တော်နေရာတစ်ခုမှာကျွန်တော်ကျင်းပခဲ့တာဖြစ်ပါတယ်။အာဒီကျင်းပတဲ့အချိန်ကတော့ဒီကျင်းပတဲ့အချိန်ကတော့ဒီဒီ2025ခုနှစ်မတ်လ25ရက်နေ့ကနေပြီးတော့26ရက်နေ့ထိကျင်းပခဲ့နေ့ရက်တာကျင်းပခဲ့တာဖြစ်ပါတယ်။ ီကျင်းပတဲ့အချိန်မှာဒီရန်ဒေသတပိတ်အင်အားစုတွေမှာရှိတဲ့အဖွဲ့အစည်းပေါင်း38ခု38ခုကနေပြီးတော့ဗောနော်ဒီကုသလေဥယျရောက်60တက်ရောက်ခဲ့တာဖြစ်ပါတယ်။ရန်ဒေသတပိတ်အင်အားစုရဲ့ညီနာခံအနေနဲ့ဗောနော်ကျွန်တော်တို့ဒီစစချင်းစီစဉ်ကြတဲ့ကကျွန်တော်တို့မျှော်မှန်းခဲ့တာဒီဟိုအနေဆုံးတော့နှစ်ချက်ရှိပါတယ်။ဒါပါလဲဆိုရင်ကျွန်တော်တို့ ဒီတိုင်းဒီသခိုင်းနေတာတပိအင်ယာစုတွေမှာပါတဲ့အဖွဲ့ဝင်အဖွဲ့အစည်းတွေအချင်းချင်းကြမှာဒီခိုင်မာအားကောင်းတဲ့ဆက်ဆံရေးတစ်ခုပေါ်ပေါက်လာပြီးတော့ဒီလုပ်ငန်းစဉ်တွေတော်လည်းလုပ်ငန်းစဉ်တွေပုံပုံပြီးတော့အားကောင်းခိုင်မာစွာအလုပ်ဆောင်နိုင်ဖို့ရေပြီးလို့ရှိရင်ကျွန်တော်တို့ဒီအခုပေါ်ထွန်းနေတဲ့ဈာကလာအစီဟိုဈာကလာအစီမံနေပေါ့လေအစီမံနေဆိုတာကကျွန်တော်တို့အခုလက်ရှိဘန်ဒီတာဖက်ဒရယ်ယူနစ် ဒါကြိုက်ဖက်ဒရယ်ယူနစ်ကအာဒီတင်ပြထားတဲ့ဟိုထုတ်ပြန်ထားတဲ့တက္ကလာဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းအာဒါကြောင့်ထွက်လာလို့ရှိရင်ပေါ့နော်ဒါအဲ့လိုရှိလာတဲ့အခါမှာကျွန်တော်တို့အနေနဲ့ကဟိုတိုင်းပြည်သားတပိတ်အင်အားစုတွေအနေနဲ့ကကျွန်တော်ပူပေါင်းပါဝင်ဆောင်ရွက်တာတွေဖြစ်ဖြစ်ဝေဖန်ထောက်ပြရတဲ့ဖြစ်လုံးမလုံးဆောင်မှရမှာပေါ့အဲ့အတွက်ဟိုအကြံဉာဏ်တွေပေါ်ထွက်လာဖို့လည်းကျွန်တော်အနေဆုံးအချက်တွေကျွန်တော်ညွှန်လင်းခဲ့တာရှိပါတယ် ခုဒီညီလာခံပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နေနဲ့ပို့ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ရလဒ်ဖြစ်တဲ့ဒီအားကောင်းခိုင်မာစေအောင်လှုပ်ဆောင်တဲ့အဖွဲ့ဝင်ချင်းချင်းကမှဒီအားကောင်းခိုင်မာတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ခဲ့သလိုပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုမှအရေးကြီးဆုံးဖြစ်တဲ့ဇာကရဏဒေသတပိတ်အင်အားစုရဲ့ဖွဲ့စည်းပုံအခြေခံစီးနင်းကိုကျွန်တော်တို့အတည်ပြုနိုင်ခဲ့တယ်။ပြီးတော့အဒီကျွန်တော်တို့လက်ရှိဒီတိုင်းဒိုင်းနိုင်တွေမှာဖြစ်ပေါ်နေတဲ့ဓာကလာနိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဇာကရဏဒေသတပိတ်အင်အားစုတွေနဲ့ဘယ်လိုပူးပေါင်းပါဝင်မလဲဘယ်လိုမျိုးဒီ ထောက်ပြမလဲဘယ်လိုမျိုးပြောဆိုမလဲဘယ်လိုကျွန်တော်တို့ရဲ့အတန်တွေကိုဘယ်လိုမျိုးပါဝင်အောင်အလုပ်မလဲဆိုတာကိုဆွေးနွေးနိုင်ခဲ့အပြီးတော့အလက်ရှိဒီလိုစကိုင်းတန်းဒေတာဟာဟိုတော်လိုင်းကြီးကတော်လိုင်းကြီးမှာအားကောင်းပေါင်းတန်ပါခဲ့တယ်ဆိုပေမဲ့အခုလက်ရှိအချိန်မှာရောဒီလူလူလှူရှာမှုတွေကတော်တော်လေးကိုအားနည်းသွားတဲ့အနေအားရောက်နေဖြစ်တယ်မဟုတ်လားအဲ့တော့လူလူလှူရှာမှုလှုပ်ဆောင်ပြီးကျွန်တော်ဒီဒေတာဒေတာတပိတ်အင်အားစုမှာရှိတဲ့အဖွဲ့ဝင်တွေရဲ့အပီသူလူလူကိုကျွန်တော်ဘယ်လိုမျိုးပြန်လဲပြီးတော့စီးရုံမလဲလူလူလှူရှာမှုကိုပြန်လဲပြီးတော့အားကောင်းအောင်ကျွန်တော်ဘယ်လိုလုပ်မလဲ ဆိုတော့စတာလေပြီးလို့ရှိရင်ဒီကျွန်တော်တို့ရဲ့တိုက်ပြည်မှာရည်စုံဖြစ်တဲ့ federal စနစ်မှာဆိုရင်ကျွန်တော်တို့ဘယ်လို federal စနစ်မျိုးနဲ့ကျွန်တော်တို့တွားမလဲဆိုတော့ဒါမျိုးပေါ့လေကျွန်တော်တို့ဘယ်လိုမျိုးထောက်ခံလဲဥပမာကျွန်တော်တို့ဆိုရင်ဒါကြီးညာချက်ထဲမှာဆိုလို့ရှိရင် border federal စနစ် approach ကိုကျွန်တော်ထောက်ခံတာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဟိုတိုက်ပြည်ရဲ့အာဖြစ်ပေါ်နေတဲ့ဒီ federal ရဲ့ပြဿနာတွေကပို့ပြီးတော့အာရှင်းရှင်းလင်းလင်းနဲ့ပြေရှင်းနိုင်မှာဖြစ်တယ်လို့လည်းကျွန်တော်တို့ကယုံကြည်တယ်အဲ့တော့ဟိုပြည်သူတွေနေနေရလဲကျွန်တော်ဒီအာတပိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီးတော့လူလူလှုပ်ရှားမှုတွေ တက်တယ်ခင်ဗျာလှုပ်ဆောင်ပေးတာတော်လေးတွေမှာတာယာခန္ဓာကနေပုံပြီးတော့ပူပေါင်းပါဝင်တာမျိုးတွေလှုပ်ဆောင်ပေးဖို့လည်းကျွန်တော်နေနေရတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်ပြန်ပြီးတော့ကကွက်ချင်ပါလားဗျာကျွန်တော်ပြန်ပါပါဗျာကျွန်တော်လည်းပြန်ချင်ပါလားဗျာ ya yeah. va. ဒီစကနိုင်းဒေတာတပိတ်အင်အားစုညီလာခံကိုတက်ရောက်ခဲ့ရတဲ့ဒီညွန်ရင်းချက်ကတော့ဗာလဲဆိုကြတော့ကျမတို့တွေဒီကာလရှည်ကြလာနဲ့အမြတပိတ်အင်အားစုဒီတပိတ်အားတွေကယုံနေလာရေပေါ့နော်လူလူအားတွေယုံနေလာတယ်ဒီပုံမှာကျမတို့တပိတ်အင်အားတွေအကုန်လုံးပေါက်လိုက်တယ်ဆိုဘာကြီးလုံးနိုင်မလဲဘာကြီးအရှိအဖြေရှာနိုင်မလဲပေါ့ပြီးတော့လူလူအင်အားဒုနဲ့ထဲနဲ့ပါဝင်နိုင်ဖို့အတွက်ပေါ့ဒီမှာတို့ကဒီလိုမျိုးပေါင်းစပ်မှဖြစ်မယ်ဆိုတဲ့အဲ့ဒီညွန်ရင်းချက်နဲ့ကျမတက်ရောက်ခဲ့ရဖြစ်တယ်ပေါ့နော်ဒီနေ့ရအတာသွင်းမှာပေါ့နော်ကျမတို့တွေဒီစကနိုင်းဒေတာတပိတ်အင်အားစုအနေနဲ့ကဘာလဲဆိုတော့ဖက်စီဘုတ်ပီတီချာအကုန်လုံးရှိမှာရေးပြီးတော့ တော့ကျွန်တော်တို့ဒီဒီလုပ်ငန်းကုမ္ပဏီမျိုးစုအများကြီးပေါ့ဖွဲ့စည်းနိုင်ခဲ့တယ်ပေါ့နော်အော်ဒါအပြင်ပေါ့နော်အခုလက်ရှိဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဖွဲ့စည်းပြီးရင်နောက်မှာကျွန်တော်တို့ကဘာလဲဆိုတော့ဒီနိုင်ငံရေးရည်ရည်ချက်တစ်ခုအနေနဲ့ပါလေချာအာသတ်မှတ်မှတ်အာချမှတ်နိုင်ပြီးတော့ကြတော့ပေါ့ဒီဒီအာကျွန်တော်တို့အတိုင်းရဲ့အရေးကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံရဲ့တော်လှန်ရေးအရေးကိုကျွန်တော်တို့ဆက်ပြီးတော့ကြတော့စူးစမ်းပြီးတော့ကြတော့လောက်ဆောင်လာမှာပေါ့နော်ဟိုအဓိကတော့ NG ADCC စကိုင်းဖက်ဒရယ်ယူနီလို့တော့အာတိုင်းတော်လှန်ရေးအင်အားစုမန္တလေးမကွေးရန်ကုန်တိုင်းလိုက်တိုင်းဒေသအသီးသီးကတော်လှန်ရေးအင်အားစုတွေကကျွန်တော် Rosie Gu, alamat sejubah, temuilah selisih sampai bukit mansion. ကိုင်းတိုင်းဒေသတပိတ်အင်အားစုနီလာကန်ရဲ့သဘောထားထုတ်ပြန်ချက်မှာစကိုင်းတိုင်းဒေသတပိတ်အင်အားစုတွေပုံမစနစ်တကျဖွဲ့စည်းနိုင်တာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကစောင်ရွက်နေတဲ့နိုင်ငံရေးဖြစ်စဉ်တွေမှာတိုင်းအဆင့်စုဖွဲ့ထားနေတဲ့တပိတ်အင်အားစုအဖွဲ့များ CDM အစုအဖွဲ့များစကိုင်းဖိုရမ်ဖက်ဒရေးရှင်းနဲ့တိုင်းရင်းသားအင်အားစုများရဲ့အတန်နဲ့ပါဝင်ခွင့်ကိုအပြည့်အဝအာမခံချက်ပေးရန်တိုက်တွန်းထားတာကိုတွေ့ရပါတယ်။ဒါအပြင်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရမှာ

ိုကျွန်တော်တို့ဒီတိုင်းသပိတ်မြေပြင်ကြီးလာကန်ဒီသပိတ်အားစုအတီးတီးကျွန်တော်တို့ရှိတဲ့အတိုင်းပဲပေါ့လေအဲအခြားသောကျွန်တော်တို့ဒေါ်လာရေးအားစုတွေဒီစုစုစည်းစည်းနဲ့ဒီလက်ရှိကျွန်တော်တို့လူဦးဒေါ်လာရေးကြီးအများဆုံးအောင်ပြီးတော့မှလူလူလူလာတဲ့တကယ်ကိုတန်းတူညီမျှတဲ့အပြင်ကျွန်တော်ရဲ့တိုင်းရင်းသားညီကိုမောင်နှမတွေဒီအတူတကွအေးအေးချမ်းချမ်း အဲ့ပြီးရင်တကယ်ကိုစစ်မှန်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုရမယ် Federal Democracy ပြည်သူတိဆောက်ရေးအတွက်ဒီနေ့ဒီချိန်ဒီကာလဟာအင်တမအရေးကြီးနေတဲ့စုစည်းချိန်တန်ပြီပေါ့လေစုစည်းချိန်တန်ပြီစစ်ရေးရာဖြစ်စေနိုင်ငံရေးရာဖြစ်စေဟိုကျွန်တော်တို့ကဒီဟာကိုလူထုကိုအဓိကကြည့်ပြီးတော့မှကိုယ်အဖွဲ့ကိုယ်အလံကိုယ်တစိတ်တွေကိုအဓိကမှထားပဲနဲ့ကျွန်တော်ရဲ့စုဖွဲ့မှုဟာဂျန်သူကိုကြောက်တူးတုံစီပြီးတော့မှပြည်သူတရလုံးအပ်တဲ့ဒီဒီရလုံးအတွက်မျှော်လင့်ချက်ကြောင့်ဖြစ်တဲ့စော်ကိုပြသနိုင်ဖို့အတွက် တကယ်ကိုလက်တွေ့ကြတဲ့စူးစီးမှုနဲ့ အဲတကယ်ကိုမြေပြေတော်လိုင်းအရွေကိုတွင်းဖို့အတွက်အချိန်ကောင်းအခါကောင်းလောက်ရမယ့်အချိန်လို့ကျွန်တော်ဖြည့်ဆွတ်ဆွေးနွေးလိုပါတယ်ကျေးဇူးများတင်ပါတယ်အဓိကတော့ကျွန်တော်တို့လက်ရှိဒီတော်လိုင်းကာလမှာကျွန်တော်တို့ကာလ၃ပိုင်းကျွန်တော်တို့ပိုင်းခြားထားတာဖြစ်ပါတယ်အဲအဲ့ဒါကတော့ကျွန်တော်ဒီ Federal Democracy Charter ရကျွန်တော်ကာလ၃ပိုင်းရှိပါတယ်အဲပထမတစ်ပိုင်းကကျွန်တော်တို့ဒီဈာကာလလို့ခေါ်တယ်ဈာကာလတကယ်ကျွန်တော်အခုလက်ရှိဖြတ်တန်းနေတဲ့တော်လိုင်းကာလကိုကျွန်တော်ဈာကာလလို့ခေါ်တာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဒီတော်လိုင်းကာလမှာတော်လိုင်းအောင်မြင်လို့ စစ်ကောင်စီပြုတ်ကျသွားတယ်ဆိုရင်တော့ကျွန်တော်အသွင်ကူးပြောင်းရေးကာလဒုတိယကာလကိုကျွန်တော်ဖြတ်ဖြတ်တမ်းပါလမ်းနေရောဒီဟိုဟာရှိဖို့ကျွန်တော်လိုတယ်ဆိုတော့အသေးစိတ်ပေါ့လေဘယ်ရက်တွေမှာတော့မီတင်ထိုင်မယ်ပြီးတော့ခုနပြောတဲ့ခွင့်မဲ့တက်ကွက်ကိုယ်စားလှယ်တွေဘလို့အလုပ်လုပ်မယ်ဆိုတဲ့ဟာရှိဖို့လိုတယ်ဆိုတော့အဲ့ဒီဟာကိုအနည်းကဆုံးကျွန်တော်စုံညီမှာလာပြီးတော့တင်ပေးပါရေးရလည်းပါမယ်ရေးရကော်မတီ၃ခုလုံးလည်းပါမယ်အထွေထွေလည်းပါမယ် တော့အဓိကဆုံးစုံညီမှာလာပြီးတော့တင်ပေးပါကျွန်တော်တို့စုံညီကနေပြီးတော့အတီးပြုပါမယ်အတီးပြုပြီးတော့ဒီဟာအတိုင်းဆက်ပြီးသွားကြအောင်ကြတာကျွန်တော်တို့ပထမလုပ်ငန်းစဉ်အနေနဲ့ကျွန်တော်တို့စဉ်းစားပါမယ်ကျွန်တော်တို့အခုတတိယမူကြမ်းပေါ်လာတတိယမူကြမ်းပေါ်လာတယ်ဘာဟုတ်မလဲကျွန်တော်စဉ်းစားချက်တော့ဆိုတော့ကျွန်တော်တို့ကလပ်ဘောကိုဘယ်လိုစဉ်းစားထားလဲဆိုတော့ဒီတိုင်းစဉ်သူ့ဖွဲ့ထားတဲ့အင်အားစုတွေပါတယ်ပလက်ဘောအပလက်တိုင်းသားအင်အားစုဒီဒီလက်ရှိတော်လိုင်းရင် ီ federal unit ရဲ့မှာဒီစကိုင်း federal unit ရဲ့မှာ unit ကိုအသက်နိုင်ဆုံးကာပါဖြစ်ဖို့ဆိုရင်တိုင်းပြည်သူ့ပြည်သားလည်းအင်အားစုပါမယ်ပြီးတော့ခါနေတိုင်းသားအင်အားစုရှိရတဲ့အင်အားစုအဲ့ဒါကျွန်တော်တို့အစု9စုနဲ့နည်းတော့အစု9စုဒီ9စုနဲ့ပလပေါင်းပေါ်ကျွန်တော်တို့သုံးခဲ့တယ်ဒုတိယမူကြမ်းအသက်ပြေကကျွန်တော်တို့ presentation လုပ်တဲ့ခါလဲသုံးတယ်တခြားအင်အားစုတွေကပြောတဲ့ခါလဲကျွန်တော်တို့ကဒီလိုပလပေါင်းပေါ်ပါပေါ်ပြီးတော့လောက်ကြအောင်ပါလို့ကျွန်တော်တို့တိုက်တွန်းခဲ့ကြအောင် တော်လန်ရေးတီတာတိုင်းပြည်နဲ့လူထုအတွက်ထွက်ပေါက်ဖြစ်တာကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့ဆေးအာနာရှင်စနစ်အပါအဝင်အာနာရှင်စနစ်မှန်သမျှအပီးတိုင်ချုပ်ငင်းရေးအတွက်တက်နိုင်တဲ့ကဏ္ဍမှဆက်လက်ပောင်းဝင်ပေးကြဖို့စကိုင်းဒေတာတပိတ်အင်အားစုနီလာခံကမေတ္တာရက်ခံထားပါတယ်။